အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်ဇွန်လ23ရက်ညနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖန်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်အီရန်ရဲ့ဖော်မှုရေလက်ကြားမပိတ်ခင်တည်းကစကိုင်းတိုင်းတွင်းကစပယ်နှသားလမ်းကြောင်းပိတ်လိုက်ပြီးဆိုကြတဲ့ကကချင်ပြည်နယ်မှာ73စီနဲ့အခြေခံစားတောက်ကုန်တွေအဆမတန်မြင့်တက်နေခဲ့ပြီးဖြစ်ပါတယ်ခါကတမဘုံကနေဂျမန်နေညာ17နာရီမထုတ်ခင်လက်လက်ကြီးနဲ့ပြစ်ခတ်မှုပြုလုပ်ထားတာရှိပါတယ် အင်တော်ဤဒေတာမမုံကန်ဟာတီယာတို့ရဲ့စိုးမိုးနယ်မြေဖြစ်နေပါပြီစစ်ကောင်စီရဲ့ခြေကုပ်စခန်းဟာလုံးတုံမာသာရှိပြီးမမုံကန်ဘက်ကိုစစ်ကြောင်းမတိုးရဲဘူးဖြစ်ပါတယ်ခြေတို့ပေါ်သူတွေဟာ KIA အောက်ခြေတံမိုးတွေနဲ့လုံးတုံစခန်းကိုနှစ်ဖက်မြပေးပြီးလုံဆောင်နေရတာဖြစ်ပါတယ်ဂျာမြောက်ဖက်ကားလမ်းနောက်ဆန်းတစ်ခုလုံးကိုလောင်နီးနေပါပြီကားလမ်းရှိဘက်ကလက်ခတ်တွေလည်းတူးဖော်မှုတွေပြုလုပ်လာနေတာကိုတွေ့ရပါတယ်ပြီးရတဲ့ရက်ကဘောလုံးဝင်းထဲမှာတူးဖို့လုပ်လို့ ဆန္ဒပြတဲ့အတွက်တန်ဃာတော်နှစ်ပါးကို KIA ဘက်ကဖမ်းသွားတယ်လို့ဒေသခံတွေကပြောနေကြပါတယ်။ဗမောအခြေအနေကတော့စစ်ကောင်စီရဲ့ဒေသောင်းတိုက်ခိုက်မှုပြုလုပ်ဖို့ဒရုန်းနဲ့အများတစီကင်းထောက်လျက်ရှိပြီးဒရုန်းနဲ့နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုတွေရှိနေတယ်ဖြစ်ပါတယ်။ရဟယနစီတိုက်ခိုက်ခံရမှုအပြီးမှာစစ်တပ်ရဲ့နှီးပြဟာသည်လျင်မြန်မှုထက်လုံခြုံမှုကိုအသာပေးလာတဲ့အနေအထားရှိနေတယ်လို့သုံးသပ်ရပါတယ်။အင်အားဖြစ်ခြင်းမို့ဒဏ်ရာရလူနာတွေကိုမုန်းညင်းမြို့နယ်ဟိုပင်ခြေဆိုင်အမှတ်40ခြေတင်တိုင်မှာထပ်မံစုဖွဲ့ထားတာရှိပါတယ်။ အင်အားပြည့်အဖွဲ့တွေကိုမြကြီးနားကပို့ရင်ရဟတ်ရဲ့သတင်းပေါက်ကြားတယ်လို့ယူဆထားပုံရပြီးမွန်ညင်းတို့မဟုတ်မိုးကောင်းကနေပို့ဆောင်မဲ့အစီအမံဖြစ်ပုံရပါတယ်။ချမ်းမြောက်နောင်ချိုစီတို့ဥတီလာနေတဲ့တောင်ခမ်းတိုက်စစ်ဟာနောင်ချိုဤတိမ်ပင်လေကိုစစ်ကြောင်းတစ်ကြောင်းရောက်သွားတယ်ဆိုပေမဲ့အဆိုပါစစ်ကြောင်းဟာအမိန်ကွေးအမိန်ပေးအဖွဲ့တို့မဟုတ်ပြစ်ကူပေးအဖွဲ့သာဖြစ်ပါတယ်။ကံကြီးကနေတက်လာမဲ့စစ်ကြောင်းကသာအဓိကတိုက်စစ်ဖြစ်ပါလိမ့်မယ်။ကံကြီးကိုကြော်လာတဲ့အဆိုပါစစ်ကြောင်းဟာအင်အားကြီးမားနိုင်ပါတယ်။ ကံကြီးကျော်ကိုရောက်လာတာရှေ့ရန်တက်တွေဖြစ်ပြီးပင်မတက်တဲ့နောက်ခြံတက်တွေဟာကံကြီးဝင်းကျင်မှာရှိနေသေးတာမို့ထိတွေ့မှုတွေရှိနေသေးတာကိုတွေ့နေရပါတယ်။ညချင်းနုဘက်ကိုရောက်လာနိုင်သေးရင်နာဩရွာမှာ TNL နဲ့ပူပေါင်းတက်တွေအခိုင်အမာခြေကုပ်ယူထားပြီးဖြစ်ပုံရပါတယ်။ကြောက်တော့တဝိုက်ကိုလည်းဓနုဖွဲ့တွေစနစ်တကျတပ်ဖြတ်ပြီးဖြစ်ပုံရပါတယ်။ဒါကြောင့်ညံတော်ဘက်ကနေသာနောင်လင်းမဲပုတ်လန်းတိုင်းနောင်ချိုကြီးကစစ်ကြောင်းနဲ့တွားပြီးပူပေါင်းရမယ့်အခြေအနေသာရှိတာကိုတွေ့ရပါတယ်။ ။နောက်သူမျိုးကိုစစ်ကြောင်းတွေခြေချလာနိုင်ခဲ့ပဲဆိုရတော့တင်အားတွေထပ်မံဖြစ်တင်းထားတဲ့ TNL တို့ရဲ့ဌာညာတိုက်စစ်အောက်မှာချက်ချင်းလမ်းကျသွားနိုင်တယ်လို့တုံ့ပြန်ရပါတယ်။ point 169စကန်းကိုစစ်ကောင်စီစစ်ကြောင်းတွေလက်ထက်ရောက်သွားတယ်ဆိုတာမှန်ပါတယ်။ဆိုပါစကန်းကမိဘုံပေါ်မှာရှာမတွေ့ပေမဲ့ညံတော့ရရဲ့မြောက်ဖက်မှာဖြစ်မယ်လို့တုံ့ပြန်ရပါတယ်။မှန်ဆရတဲ့အတိုင်းပါပဲ။တင်ဝိုင်းဘက်ကနေစစ်ကြောင်းတစ်ကြောင်းထပ်ဝင်လာဖို့ရှိပါတယ်။ ဂျမန်နဲ့မှာရရဖြစ်သတ်မှတ်ထားတယ်လို့သိရှိရပါတယ်။အင်းဝိုင်းကုန်းတောင်နောင်တော့ဘက်တွေမှာထိတွေ့မှုတွေပြင်းထန်တဲ့အခြေအနေရှိနေပါပြီ။ဒေသခံတွေအတွက်သတင်းတိတိကျကျနောက်ကျပြီးမှတင်ပြနိုင်တဲ့အတွက်ဆိုရင်မိပါတယ်။ကျောင်းမင်းမျိုးစီးပွားရေးအနေနဲ့အတွင်းမှာတော့တယ်လီဖုန်းလိုင်းတချို့ပြန်လည်ရရှိနေပြီဖြစ်တယ်လို့သိရှိရပါတယ်။မခွေးသားပခောက်မှုရေစကြိုလမ်းမိုင်းကိုစစ်ကောင်စီအပြည့်အဝမထိန်းချုပ်နိုင်တော့တဲ့အနေအထားစတင်ဖြစ်ပေါ်လာနေတာကိုတွေ့ရပါတယ်။ရခိုင်ကာလတစ်ချောင်းလုံးရင်းလမ်းမိုင်းကို အမတ်တရားတွေအချိန်ကြာတမထဏာချုပ်တမမှုကိုယ်တိုင်အဝေးကနေကြက်မှတ်နေတာဖြစ်ပြီးတရုတ်ရွှေမော်ကားတွေကိုလမ်းကြီးကောက်ခံပြီးအလုပ်ဖြစ်နေတာဖြစ်ပါတယ်ဒီအပိုင်းမှာတော့ဆက်နမိုင်စမ်းတဲ့ဘက်မှာကာဝေးရေးအဖွဲ့တွေစိုးမိုးထားရန်ဖြစ်တယ်လို့တုံ့တက်ရပါတယ်စစ်ကောင်စီကဘက်ကလည်းဓာမယာစစ်ကြောင်းထိုးလာနိုင်ခြင်းရှိတာကိုခရီးတက်တဲ့ရင်နဲ့ကုန်တင်ရင်တွေကြောက်လီကမှညှိနေကြရတယ်လို့သိရှိရပါတယ်ပေါင်းမြို့နယ်နောက်တောင်ပိုင်းဒဇူးလေယာဘုမဲ ဝေချောင်းစတဲ့စစ်ဘေးရှောင်နေမိပြီကိုယနေ့မနေ့အစောပိုင်းမှာဝိုင်သွဲလီရင်နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံချတိုက်ခိုက်မှုပြုလုပ်ထားခဲ့တဲ့ဖြစ်စဉ်ရှိပါတယ်။ဘကိုးတိုင်းနောက်ချမ်းမင်းလာမြို့နယ်ကိုစစ်ကောင်စီစစ်ကြောင်းတွေထပ်မံဝင်ရောက်လာတာရှိနေပါတယ်။မင်းလာကနေပြီးတော့ရိုးပေါ်ထိတက်တဲ့အစီအမံရှိပါတယ်။ပတ်ဝန်းကျင်ကအဖွဲ့တွေပါနတ်ဖို့လိုပါတယ်။စစ်ကြောင်းကိုဝေဝါးသွားစေဖို့စစ်မြို့ဖို့လိုပါတယ်။စစ်ကြောင်းရဲ့ရွေချက်ကချင်းကုန်စခန်းတွေစီးနေတိုက်ခိုက်မှုဖြစ်ပါတယ်။တစ်ဖက်ရန်သူရဲ့စေအီမန်းချက်ကိုပြောင်းလဲသွားစေဖို့လှုံ့ဆော်ကြရမှာဖြစ်ပါတယ်။ ဒေသခံပြည်သူတွေကတော့ရေချောင်းရံထုတ်ပြူးဆိုင်ဖို့အရေးကြီးနေပြီဖြစ်ပါတယ်။ကရင်ပြည်နယ်ကျုံတို့ကော့ကရိတ်ဖက်ချမ်းမှာတော့ပါတီတွေဟာနှုတ်လုံးခြေလုံးနဲ့တိုက်ပွဲပေါ်ဆောင်နေဆဲဖြစ်ပါတယ်။စစ်ကောင်စီကလည်းအင်အားထပ်ဖြည့်နေပေမဲ့ပူပေါင်းတပ်ဖွဲ့တွေကလည်းအစ်စ်ပြင်ထားပြီးကြိုးစုံနေကြောင်းပြောနေပြီဖြစ်ပါတယ်။သတင်းကောင်းတွေဆက်ပြီးကြားအောင်မဲ့အခြေအနေတွေရှိနေပါတယ်။ကျွန်တော်ကိုအများစုလာမင်းနေကြတာလေးတခုကြားပြပြောပြပေးပါမယ်။ခြေလက်ခြေပြန်တိုင်ရင်တွေမှာခဲရန်တွေဘယ်လောက်ရှိကြလဲဆိုတာဖြစ်ပါတယ်။ခြေလက်ခြေပြန်တိုင်ရင်တခုမှာ ငါရမငါချောင်းမမကြည်စံဖွဲ့စည်းပုံရ3300တောင်1360တောင်ဖြစ်ပြီးလက်ရှိတည်ရင်တိုင်းမှာ2520အပြည့်ရှိနေတာဖြစ်ပါတယ်။ကိုမမကြည်စံဆိုရင်လည်းဖွဲ့စည်းပုံရ2016တောင်ဖြစ်ပြီး2016တောင်အပြည့်ရှိပါတယ်။ Wi-Fi ကြီးကတော့6000 60မမကွန်မန်ဒိုစင်ကြောင်းပုံစီရာအစ်ခွင်းပုံ624လုံးနဲ့စမုတ်ပုံလို့ခေါ်တဲ့မှိုင်းပုံ156လုံးရှိပါတယ်။ 60မမတာဝေးဘုံကြီးရာ6ခွင်းဘုံ624လုံးနဲ့မှိုင်ဘုံ156လုံးရှိပါတယ်။77မမဘုံကြီးကတော့ခွင်းဘုံ288လုံးနဲ့မှိုင်ဘုံ192လုံးဖြစ်ပါတယ်။မီနီဖလက်လို့ခေါ်တဲ့မီးကြီးကတော့အနီအစိမ့်အဖြူ3မျိုးပေါင်း858တောင်ရှိပါတယ်။အခြားသောခရီးအနေဖြစ်တဲ့ခွန်တမထောင်းနဲ့မမ40မမအီနာကာ RPG ဒုံးကြီးလက်ပြဘုံနဲ့မိုင်းမျိုးစုံရဲ့အစီအတွက်ကတော့မေ့နေပြီဖြစ်ပါတယ်။ ဆိုပါခရယာနှုံးသားတွေဟာအမြဲအကြည့်ရှိနေရတာဖြစ်ပြီးသုံးဆွဲပြီးလို့ညှောနေသွားပါက6လအတွင်းအစားအသောက်ပြန်လဲတောင်းခံရတာဖြစ်ပါတယ်။ကချင်ပြည်နယ်ထဲကတာရဲတခုမှာတထောက်ပူကြီးလုံနေစဉ်လေကြာကြီးဆေးရဲအပြောင်ဖြစ်ခဲ့မှုပါတယ်။တဲမှုရေးကြီးစံကုန်ပြီးနောက်နေ့တိလို့မရတော့ဘူးဆိုပြီးဖြစ်ခဲ့မှုတာပါ။အဲ့လိုမျိုးလဲရှိခဲ့မှုပါသေးတယ်။နာဆာသားလို့ခေါ်တဲ့နေ့စဉ်စစ်စင်ရေးအစီရင်ခံစာတွေနဲ့လိန်ညာခဲ့ရတဲ့အကြောင်းနောက်များမှအခြေတဝင်းတင်ပြပါအောင်မယ်။အခုတော့စိုက်ပွဲတွေအောင်ပွဲတွေနဲ့စီးပြောကြတာပါဗျာ။ ချင်းပြည်နယ်စည်ရေးရှင်တွေကတော့ကလေးကနေထွက်လာတဲ့တိုင်းချောင်းရင်ပါစစ်ကြောင်းဟာတိုင်းငယ်မှာခြေကိုယူလိုက်နိုင်ပြီဖြစ်တယ်လို့ကြံတဲ့အင်အားတွေကလည်းတိတိမ်မျိုးကိုရောက်ရှိသွားပြီဖြစ်ပါတယ်။တိတိမ်လာတဲ့နောက်တိုက်ပွဲဖြစ်စဉ်တွေမှာစစ်ဗိုလ်၃ယောက်စစ်သား၅ယောက်မရှိခဲ့တဲ့စစ်ဗိုလ်၄ယောက်စစ်သား၁၂ယောက်ထဏ်ရာရရှိခဲ့ပါတယ်။အဆိုပါအင်အား900လမ်းရှိတဲ့စစ်ကြောင်းဟာဇက်အာရီအကူအညီနဲ့တိတိမ်ကိုရောက်ရှိသွားတယ်လို့ဒါသိရှိရပြီးမြေပြင်ရှင်တွေသိစိတ်ကိုတော့ထောက်လန်းနေသေးတာဖြစ်ပါတယ်။မန်လေးတိုင်းစင်ကူးနဲ့မန်နေယာ နေရဆက်ကရကန်းစင်တောင်ကြီးကနေဆေးရုံတစ်ခုကိုရှမန်နေ့ည10နာရီကျော်မှနေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုပြုလုပ်ထားတာရှိပါတယ်။သားဖားဆောင်ကိုထိမှန်ခဲ့လို့ကိုဝင်ဆောင်နဲ့မွေးကစားကလေးငယ်တွေခြိခိုက်ဒဏ်ရာရခဲ့ပြီးတယောက်သေဆုံးခဲ့တယ်လို့သိရှိရပါတယ်။ဆိုပါဆေးရုံဟာ2016ခုနှစ်ကတည်းကပါတုဆရာတော်ကြီးကမကထလောက်ကတည်ထောင်ခဲ့တာဖြစ်ပါတယ်။ရကန်းစင်တောင်ဟာမရရထဲမှာဖြစ်ပြီးဆေးရုံကတော့စင်ကူးမြို့နယ်ထဲမှာတည်ရှိတာဖြစ်ပါတယ်။စစ်ကောင်စီဟာ ရှင်ဦးနယ်မြေကိုရေပြင်းစစ်ဆင်ရေးအခြေအနေမှာအရေးမလားလေသည်။နေချောင်းကနေတိုက်ခိုက်ဖြက်စီးနေခြင်းဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။တိုက်ပွဲရှိရင်အောင်ပွဲရှိရ